အားလုံးပဲမင်္ဂလာပါရှင် Dream Page Channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြပေးသွားမှာကတော့ဆီယာမ99စနေရေးသားထားတဲ့ထင်ရှားသူတို့ဤဘဝပုံပြင်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်နားတော်တာဆင်မေးကြပါအောင်ရှင်အခန်း1လူတိုင်းလူတိုင်းမှာကိုယ်ပိုင်စိတ်ကူးအိမ်မက်တွေခံယူချက်တွေရှိကြတယ်တခြားသူထက်ပိုထူးချွန်ထက်မြတ်သူအဆိုတော်အားကစားသမားဆရာဝန်အင်ဂျင်နီယာတွေဖြစ်လို့ကြတယ် ဒါဟာအစကောင်းတစ်ခုပါ စိတ်ကူးရဲ့ရီမန်းချက်ထားရဲသူတွေက တဝက်အောင်မြင်နေပြီးသူတွေပါ ရှင်းလူကြီးတွေကပြောတယ်ရင်ပတ်ထဲမှာ စိတ်ကူးအိမ်မက်မရှိရီမန်းချက်မရှိတဲ့သူတွေကရှင်လျက်နဲ့တည်နေကြတာတဲ့ရီမန်းချက်မရှိဥတီယာမဲ့နေရင် ရှစ်တိုးဖို့အင်အားလည်းရှိမှာမဟုတ်ပါဘူးမရေရာတဲ့လူဘဝလမ်းမှာရောင်လဲလဲဖြစ်နေမှာပဲဘဝကအထိပယ်မဲ့နေမှာပဲ စိတ်ကူးအိမ်မက်ရှိတယ်။ရီမန်းချက်ရှိရဆိုရင်အဲ့ဒီရီမန်းချက်ဥတီချက်အတွက်နေတိုင်းစ조사ပြီးအကောင့်ထဲပေါ်တယ်။စ조사ပြီးတင်ယူတယ်။ဖြည်းဖြည်းချင်းနဲ့အတွေ့အကြုံတွေကိုအတိုးချပြီးကိုယ့်ကိုယ်ကိုဖြည့်ဆည်းရဆိုရင်တနေ့နေ့မှာအောင်မြင်မှုအလင်းရောင်ကတင့်ကိုယ်ပေါ်မှာလင်းလက်တောက်ပမှာဖြစ်ပါတယ်။ Thomas Alva Edison အောင်မြင်ခြင်းကစိတ်ကူးအိမ်မက်ကနေစတင်နေ အဲဒီစင်တီထွင်ဖန်တီးခဲ့တဲ့အရာတွေတိတ်များလွန်ပါလေသူတီထွင်ခဲ့တဲ့အရာတွေထဲမှာလျှက်စစ်မီတယ်လီဖုန်းရုပ်ရှင်ဓာတ်ဆက်မီးယာပေးဆက်ဘက်ထရီအိုလက်နှိပ်ဆက်တန်လိုက်ကြောက်ခွဲခြားဆက်ဖီယာတိုင်းကရိယာစတာတွေပါပါတယ်ပထမဆုံးငွေဆက်ကူရေတွက်ဆက်အဖြစ်သူတီထွင်ခဲ့တဲ့1869ခုနှစ်ကနေ1930ပြည့်နှစ်ကာလအတွင်းမှာ သူတီထွင်ခဲ့တဲ့ပစ္စည်းအမျိုးအရေအတွက်ပေါင်း2000ခန်းရှိခဲ့ပြီးပစ္စည်း1328ခုမှတ်ပုံတင်မူပိုင်ခွင့်ရခဲ့တယ်အဲဒီကာလအတော်အတွင်းမှာပဲ10ရက်ကျော်တကြိမ်တီထွင်မှုအသစ်တစ်ခုသူလုပ်ခဲ့တယ်။မွေးဖွားကြည်ပြင်းပုံ1848ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မနက်ဝေလီဝေလင်းအချိန်တခုမှာ အမေရိကန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့နာမည်ကြီးရေကန်ငါးကန်အနက်အဲရီရေကန်ဘေးမှာရှိတဲ့ ိုဟိုင်းိုးပြည်နယ်မီလန်မြို့မှာကောင်လေးတယောက်မွေးဖွားခဲ့တယ်။ကောင်လေးဟာမွေးဖွားလာတာနဲ့ဥကောင်ကြီးပြီးခန္ဓာကိုယ်သိငယ်နေခဲ့တယ်။သားသမီးတွေထဲမှာခုနှစ်ယောက်မြောက်ဖြစ်တဲ့ဒီသားလေးအသက်ရှင်မှမလားလို့တစ်အယောင်းဝယ်လုပ်တဲ့ဖခင်ကစိုးရိမ်ခဲ့တယ်။ဒီသားလေးကနောက်ပိုင်းမှာလျှက်စစ်မီးကိုတီထွင်ခဲ့သူ သောမတ်အက်ဒီဆန်ပဲဖြစ်ပါတယ်။1932ခုနှစ်ဩဂတ်လမှာအက်ဒီဆင်ဟာစိတ်ရောကိုယ်ပါနွမ်းလျမောပန်းခဲ့တယ် ဆရာဝန်ရဲ့ဆေးစစ်ချက်မှာ သူ့ရောဂါအပြင်းထန်ရနေကြောင်းတွေ့ရှိခဲ့ပါတယ်။အော်တိုဘာလ18ရက်နေ့အသက်84နှစ်မှာအရီဇင်သေဆုံးသွားခဲ့ပါတယ်။အော်တိုဘာလ21ရက်နေ့မှာအမေရိကန်နိုင်ငံတနင်္ဂနွေလုံးမိငိမ့်ပြီးအရီဇင်အတွက်ဝမ်းနည်းခြင်းအထိမ့်မှတ်ပြုလုပ်ခဲ့တယ်။အရီဇင်ဟာအရိခက်ကာလာရဲ့အမြင့်မြတ်ဆုံးသူတွေလို့လူတွေကပြောခဲ့ကြတယ်။သိပ္ပံပညာရှင်အိုင်းစတိုင်းကတော့သူ့ကိုတီထွင်ဖန်ဆင်းရှင်တူ ထုတ်လုပ်တည်ထွင်နိုင်တဲ့ပါရမီရှင်တဦးလို့တင်စားခဲ့တယ်။သူ့ကိုအမြင့်မြတ်ဆုံးသူစည်ရင်နဲ့ထက်သွင်းချိန်အက်ဒီဆင်ဟာမနေတတ်မထိုင်တတ်ဖြစ်ခဲ့တယ်။သူ့ရဲ့တည်ထွင်ဖန်ဆင်းမှုအကြောင်းပြောတဲ့အခါအက်ဒီဆင်ကကျွန်တော်ရဲ့ဘဝတဒနာက အလောက်ကိုင်းမှာတဘာဝရဲ့လျှို့ဝှက်စမ်းကြယ်မှုတွေကိုကျွန်တော်ဖော်ထုတ်ပြီးလူသားတွေအတွက်ကောင်းကျိုးဖန်တီးမယ်။ဒါဟာတူတောင်းနဲ့ကျွန်တော်တို့ရဲ့လူဘဝကိုဖျက်ဆီးတဲ့အကောင်းဆုံးနှီးပါပဲလို့ပြောခဲ့တယ် ဒါဟာအဲဒီစင်ရဲ့အတွေးခေါ်ဖြစ်တယ်လို့သူ့ကိုအောင်မြင်စေတဲ့လှုံ့ဆော်အားအရင်းအမြစ်လည်းဖြစ်တယ်။အဲဒီစင်ဟာ၃လသာကြောင်းနေခဲ့ဘူးသူပါ။ဆီယာမားကသူ့ကို လူနှုံလူအလို့ဆိုခဲ့တယ်။သူ့ဆွေမျိုးသားချင်းတွေကလည်းသူ့ကိုဒီလိုပဲခေါ်ခဲ့တယ်။ဒါပေမဲ့သူ့မိခင်ကအဲ့ဒါကိုမယုံခဲ့ဘူး။သူ့ကိုယ်တိုင်အဲဒီစင်ကိုစာရီတင်ပေးခဲ့တယ်။စာရီဖတ်ဖို့လမ်းညွှန်ခဲ့တယ်။ ်အက်ဒီဇင်ဟာအသက်12နှစ်မတိုင်ခင်ဖတ်ရခတ်တဲ့စာအုပ်တော်တော်များများကိုဖတ်ပြီးနေခဲ့ပြီးဖြစ်ပါတယ်။သူ့ဖခင်ကသူ့ကိုယ်တိုင်အက်ဒီဇင်ကိုနျူတန်နီယာမာရီသင်ပေးခဲ့တယ်။မိသားစုရဲ့သင်ကြားရေးနဲ့တက်ရောက်မှုကြောင့်အက်ဒီဇင်ဟာငယ်စဉ်ကတည်းကဝိရိယရှိတဲ့စိတ်ဓာတ်နဲ့စိတ်ကူးအိမ်မက်ကိုဆွတ်ဆွတ်မြဲမြဲစောက်ကိုင်းတဲ့စိတ်ဓာတ်မျိုးမွေးမြူနိုင်ခဲ့တယ်။သိပ္ပံပညာကိုအက်ဒီဇင်အရန်နှစ်သက်ခဲ့တယ်။ ူဟာငယ်စဉ်ကတည်းကသူ့အိမ်ရဲ့မြေအောက်ထပ်မှာလက်တွေစမ်းသပ်ရမှာ အသုံးပြတဲ့ဖန်ပလင်းတွေကိုအခုရာကျော်စုဆောင်ခဲ့ပြီးလက်တွေစမ်းသပ်ခန်းအသေးစားတစ်ခုလုပ်ခဲ့တယ်။ချွေတာစုဆောင်ထားတဲ့ငွေကြေးတွေကိုဓာတ်ရုပ်ပစ္စည်းဓာတ်ရုပ်ကရိယာတွေသူဝယ်ယူခဲ့တယ်။ဒါပေမဲ့အဲ့ဒီငွေကြေးတွေကသူ့ရဲ့စမ်းသပ်မှုအတွက်မလုံလောက်မှန်းသိတဲ့အခါအက်ဒီဆင်ဟာမြေအထားပေါ်မှာသတင်းစာလိုက်ရောင်းခဲ့တယ်။သူဟာမနက်ကနေညအချိန်ထိယထားပေါ်မှာသတင်းစာလိုက်ရောင်းခဲ့တယ်။ ညနေတကောင်ထိစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။အဲဒီနောက်သူဟာရထားပေါ်မှာလူတွေအတုံးမပြုတ်တဲ့ဆေးလိပ်တောက်ခန်းတစ်ခန်းရှိတာကိုသတိထားခဲ့မိလို့အိမ်ကသူ့စမ်းသပ်ကိရိယာတွေကိုရထားပေါ်အထိတည်ဆောင်လာပြီးစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်။အဲဒီအခန်းမှာထားထားတဲ့ပုံနှိပ်ဆက်ကိုသူအတုံးပြုတ်တတ်ခဲ့တယ်လို့ကျင်းနဲ့နမတ်တွေနဲ့အဲ့ဒီဒေတာကသတင်းချက်လက်တွေကိုပါမှတ်သားနိုင်ခဲ့ပြီးသတင်းစာဆောင်ဖြင့်ထုတ်ဝေနိုင်ခဲ့တယ်။အဲ့ဒီသတင်းစာကို လူအများကြိုက်နှစ်သက်ခဲ့ကြတယ်။ အဲ့ဒီအချိန်မှာအယ်ဒီဆင်က12နှစ်သားအရွယ်ပဲရှိခဲ့ပါသေးတယ်။တနေ့မှာယထာလူလိုခီးဆောင်အိတ်တွေပြုတ်ကျလာပြီးသူစမ်းသက်ရာမှာအသုံးပြုတဲ့ phosphorus ထည့်ထားတဲ့ဖန်ပြုံကိုတိုက်မိသွားခဲ့တယ်။ phosphorus တွေကျမ်းမြင်ပေါ်ကျပြီးမိထလောင်နေတော့တယ်။မိကိုအချိန်မီနှိမ့်သက်နိုင်ခဲ့ပေမဲ့ယထာတာဝန်ခံအရာရှိရဲ့လဝဆောင်တံကိုသူခံခဲ့ရတယ်။အဲ့ဒီရိုက်ချက်နဲ့ပဲသူနားကန်းခဲ့ရတယ်။ယထာပေါ်မှာရှိတဲ့သူစမ်းသက်ကိရိယာတွေလည်းလွတ်ပြစ်ခံခဲ့ရတယ်။ အခက်အခဲနဲ့ပြဿနာတွေကအဲဒီစင်းရဲ့စိတ်ကူးအိမ်မက်ကိုအကောင့်ထဲပုံမဲ့ဆိုတဲ့စိတ်နဲ့တိတ်ပန်စမ်းသပ်မှုတွေပြုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုအလဲမထိုးနိုင်ခဲ့ပါဘူးအဲဒီစင်းဟာကိုယ့်ရဲ့နေအိမ်မှာပဲစမ်းသပ်ခန်းတစ်ခု ပြုလုပ်ခဲ့တယ်စမ်းသပ်ချိန်အတော်အတွင်းမှာဓာတ်လိုက်တာ အဝတ်အစားမိလောင်ခံရတာတွေကို သူအမြဲကြုံတွေ့ခဲ့ရတယ်ဒီချိန်မှာသူ့မျက်နှာတစ်ခုလုံး nitrate တက်စာအလောင်ခံခဲ့ရပေမဲ့သူ့နန်းထဲမှာစိတ်ဓာတ်မကျခဲ့ဘူး အက်ဒီဆင်ရဲ့စ조사ကသမျှအရာတွေကနောက်ပိုင်းမှာသူပြုတ်လောက်တဲ့တီထွင်ဖန်တီးမှုအပေါ်များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။တခြားတီထွင်သူတွေလိုပါပဲ။အက်ဒီဆင်ရှောက်ခဲ့တဲ့လမ်းကမညီညာမဖြောင့်ပြူးခဲ့ပါဘူး။ညပိုင်းအလုပ်တွေသူလုပ်ခဲ့သလိုစာအုပ်ဆိုင်နဲ့စာကြည့်တိုက်တွေမှာသူ့အချိန်တွေကုန်ဆုံးခဲ့ရတယ်။အကျဉ်းချင်းအလုံးလက်မဲ့ဖြစ်ခဲ့ရလို့နောက်ဆုံးမှာတော့နယူးယောက်မြို့မှာရှိတဲ့တငယ်ချင်းစီကိုချဉ်ကပ်ခဲ့ရတယ်။အက်ဒီဆင်ဟာနယူးယောက်မြို့ကိုခက်ခက်ခဲခဲရောက်လာခဲ့တယ်။ အဲ့ဒီချိန်ကသူ့စီမှာပတ်စံတပြားမှတော့မရှိတော့ပါဘူးဆာလောင်ငတ်မွနေတဲ့အက်ဒီဆင်ဟာအဝတ်အစားဆုပ်ဆုပ်ပြက်ပြက်နဲ့ကိုယ်ရောင်လေးမှိန်နေခဲ့လို့လူတွေရှောင်ဖယ်တာကိုခံခဲ့ရတယ်နောက်တော့အလောက်ရောင်တစ်ခုမှသူ့ခိုကတ်နေခွင့်ရခဲ့တယ်သူ့နေတဲ့အလောက်ရောင်မှာစကားပြောဆက်တလုံးပြက်ခဲ့လို့သူပြင်ပေးခဲ့တယ်သူ့ရဲ့အလုပ်ပေါ်အာယုံဆိုင်မှု အသေးစိတ်ကြမှုတွေကြောင့်စက်ရုံမှာအလုပ်ရခဲ့တယ် ိတ်မကြပါဘူးဒီလိုစကားပြောဆက်ဆက်ယုံအသေးစားတစ်ခုကိုသူကိုယ်တိုင်တီထောင်ပြီးသိပ္ပံပညာစမ်းသပ်မှုလမ်းကြောင်းပေါ်ကိုတလန်းချင်းတက်လန်းခဲ့တော်တယ်1924ခုနှစ်မေလမှာ အမေရိကန်ရဲ့အမြင့်မြတ်ဆုံးသူကိုမဲပေးပြီးရွေးချယ်ခဲ့ကြတယ်အဲဒီမှာအက်ဒီဆင်ဟာမဲအများဆုံးသူအဖြစ်ရွေးချယ်ခံခဲ့ရပြီးတိုင်းပြည်ရဲ့အမြင့်ဆုံးစုဖြစ်တဲ့ Congress လွှတ်တော်ရွှေတိုက်စုကိုချီးမြှင့်ခံခဲ့ရတယ် အဲ့ဒီအချိန်မှာအက်ဒီဆင်ဟာအသက်89နှစ်ရှိပြီဆိုပေမဲ့အလုံးလုံးနေသေးပဲဖြစ်တယ်။သူဟာပင်စင်ယူဖို့လည်းစိတ်မကူးခဲ့ပါဘူး။သူ့ရဲ့ခံယူချက်ကလူတွေဘာလို့အပ်တယ်လဲငါစုံစမ်းတယ်။ပြီးရင်လူတွေလိုအပ်တဲ့အရာကိုစ조사ပြီးငါတီထွင်တယ်ဆိုတာဖြစ်တယ်။အောင်မြင်ခြင်းကစိတ်ကူးအိမ်မက်တစ်ခုကနေစတင်တယ်။အဲ့ဒီစိတ်ကူးအိမ်မက်ဖြစ်မြောက်အောင်အကောင့်ထဲပေါ်နိုင်ဖို့ပထမဦးဆုံးသင်ဘာလို့ဂျင်းတယ်လဲဆိုတာကိုသိရတယ်။ ရီမန်းချက်ပန်းနိုင်ကိုစိတ်ထဲမှာတင်းမှတ်ပြီးစိတ်မျက်စိနဲ့တင်လို့ခြင်းတဲ့အရာကိုရုပ်လုံးပေါ်ရတယ်။တင်းစိတ်ထဲမှာလိုချင်တဲ့အရာရုပ်လုံးပေါ်ပြီးဆိုရင်တင်းဆက်ကူအိမ်မက်ကိုဖြစ်မြောက်အောင်အာယုံစိုက်ပြီးစတင်အကောင့်ထဲပေါ်နိုင်ပါပြီ။အောင်မြင်ခြင်းရင်တခြားသူထက် ပိုပြီးပေးဆက်ရပါတယ်။အောင်မြင်တဲ့ပန်းဝင်းကိုချွေးဆက်နဲ့သွန်လောင်းရပါတယ်။အောင်မြင်သူတိုင်းဟာငယ်ရွယ်စဉ်ကနေအိုမင်းချိန်အထိပိုးချီကောင်းနေလို့ဝရိယရှိရှိအလုပ်လုပ်ကြတယ်။ အကန့်အသတ်ရှိတဲ့အသက်အရွယ်ကိုအကန့်အသတ်မဲ့ဆွဲဆန့်ခဲ့ကြတယ်။လောကကြီးမှာအပင်ပန်းမခံပဲရတဲ့အရာဆိုတာမရှိပါဘူး။တစ်ခုကိုပေးဆက်မှတစ်ခုကိုပြန်ရတာကြီးပါပဲ။တင်းစိတ်ထဲမှာစိတ်ကူးအိမ်မက်ရှိရင်အဲ့ဒီအိမ်မက်ကိုနှိုးထလိုက်ပါ။မိမိကိုယ်ကိုယုံကြည်တဲ့စိတ်နဲ့ရည်ရွယ်ချက်ပြီးမြောက်အောင်အကောင့်ထဲပေါ်ပါ။ဘလို့အခက်ခဲဘလို့ပြဿနာကမှတင်းဆိုင်ကူအိမ်မက်ကိုမရင်လဲပါစေနဲ့ လူတွေစိတ်ကူးတဲ့အရာလူတွေယုံကြည်တဲ့အရာတွေကမဖြစ်မနေအကောင့်ထဲပေါ်နိုင်ကြပါတယ်